က်ပြိုးရေးလုပ်ငန်းဖြစ်တရုတ်ကျေးလက်သေးတာစီးပွားရေးဖွံ့ဖြိုးလာစေကောင်းလူငယ်လူရွယ်များနေရပြန်ရောက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံကကျေးလက်သေးတာပြန်လည်ရှင်သန်ရေးမြင့်တင်လာရာယူနန်ပြည်နယ်မှပန်းလုပ်ငန်းထွန်းကားလာရောက်မကလူငယ်တွေလဲမွေးရမြေတို့ပြန်လာစေကောင်းစီးပွားရေးရှင်သန်မှုနဲ့ခင်မီစမ်းတဲ့တည်ထွင်မှုများကျေးလက်သေးတာတို့ဝင်ရောက်လာပါထဲ့ မြို့တော်ကုမင်းရဲ့အဓိကပန်းဆိုင်ပြိုးရေးအချက်အချာကျင်းနေခရိုင်မှာပန်းရောင်းဝယ်ရေးထုံးကားနေပါပြီ။တရုတ်မှခူးယူတဲ့ပန်း၁၀ပွင့်လင်း9ပွင့်ကယူနန်ဖြစ်ပြီးကျင်းနေကလည်းထိုဝချိုးအစားလောက်ရှိပါထိ။ပန်းဦးရင်ကြီးကြီးကနေတစ်နှစ်ကိုအလောက်အကိုင်းပေါင်း400ကျော်ပေးနိုင်ပြီးအနီးနားရွာနှစ်ခုမှနေထိုင်သူတဝက်နီးပါးလောက်ကိုခန့်အပ်ထားနိုင်ကတစ်နှစ်ကိုရွှမ်း၄000လောက်ဝင်ငွေရစေပါထိ။ ဒေသသူပြန်လာတဲ့လူငယ်တွေထဲကအသက်20အရွယ်ဒူးကျွန်းပေါင်းဆိုရင်ချင်းနှင်းရှိဘန်းကုမ္ပဏီတစ်ခုမှပညာသင်ယူနေကဘန်းတွေကို စီးထုတ်ပိုးရပါတယ်ကုမ္ပဏီထဲမှာငယ်ရွယ်သူတွေက အပူချိန်နှစ်ဒီဂရီမှ6ဒီဂရီဆဲစီရဲ့ကြားမှာဘန်းထွေလက်ဆက်အောင်ထိမ့်သိမ့်ပေးရတဲ့နေရာမှာလောက်ကင်ကြပါတဲ့ ရွာခန့်တွေဟာဒေတာအတွင်းရုံးကုမ္ပဏီတွေကနေဖန်လုံးအိမ်များငှားရမ်းနိုင်ကခင်မီစိုက်ပျိုးရေးနည်းပညာဖြင့်ထိရောက်မှုနဲ့အကျိုးအမြတ်ကိုတိုးတက်စေပါသည်။တန်ရှင်းစစ်ထုတ်ထားတဲ့ရေနဲ့အဟာရဓာတ်တွေကိုရောစပ်ခြင်းဖြင့်ပိုးမွားရောဂါများမှကာကွယ်ပေးနိုင်ပါသည်။ဖန်လုံးအိမ်နေရ600စတူရန်မီတာလင်းနှစ်စဉ်ရွှန်း9000မှ10000ကြားရရှိနိုင်ပြီဖြစ်ပါသည်။ ကျင်းနေမှာခုဆိုရင် အစစ်မြေပန်းဦးရင်ချန်နေရာက9.3စတူရန်ကီလိုမီတာရှိနေပြီးဘောလုံးကွင်းပေါင်း1300လောက်ရှိနေပါတယ်လို့သိရပါတယ်ရှင်။